ိုးပြီးခေတ်တွင်ဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးကြောင်းဖြူမှာအကြမ်းမဲ့စစ်တပ်ထိန်းချုပ်ထားတဲ့နေရာချို့ကအရခတ်တပ်တော်အေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာချို့ကအရခတ်တပ်တော်အေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိကြားဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့ဟာတိုင်ချောင်းချင်းရွာအနီးတောင်ဝိုင်းနဲ့တိုင်ချောင်းတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအဲ့ဒီနာကစစ်ကောင်စီတပ်ရဲ့စခန်းငယ်အချို့ကိုအေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အေအေနဲ့နေဆက်တဲ့သတင်းရှင်းပြတွေစီကသိရပါတယ်။ ပြည်ကသည့်နိုဝင်ဘာလဒုတိယပတ်မှာစစ်ကောင်စီတပ်ဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းဆောင်ကျေးရွာကနေဂျေနန်တောင်ချောင်းဝမင်းမြင်စားတဲ့ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာခဲ့ပြီးမြေအေးအေးရဲ့ခြားဖြတ်တိုက်ခတ်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အာရခတပ်တော်အေးဟောင်းသူတို့လက်လွတ်ဆုံဆုံထားရတဲ့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လှနေတာဖြစ်ပြီးလက်ရှိမှာစခန်းချုပ်ကိုတိမ်မိုက်ထိန်းချုပ်နိုင်တာလည်းဖြစ်ပါတယ်။တိုင်းချောင်းကျေးရွာအနီးနဲ့တိုင်းချောင်းတောင်မှာ တိုက်ပွဲတွေပြင်းထန်နေတာပါအေအေကမင်းပြင်ကနေတိုင်းချောက်ဘက်ကိုထိုးစစ်ဆင်နေတယ်လို့ကြားရပါတယ်အဲ့ဒီနေရာတွေကအရင်ကအေအေတင်းထားတဲ့နေရာတွေပါဒါကိုပြန်လည်ရရှိဖို့အေအေကတဖန်ထိုးစစ်ဆင်တာပါအခုတိုင်းချောက်ရွာအနီးကစခန်းချို့ကိုပြန်လည်သိမ်းယူလာရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နေဆက်တဲ့စီးရဲသတင်းစင်မြစ်တအူးကပြောပါတယ် စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကျေးရွာအနီးကိုလေကြောင်းကနေအစမပြတ်ပုံကျက်တိုက်ခိုက်နေပြီးရဲတဲ့တင်မောတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။အလားတူတစ်ပေါ်တောင်ရဲတဲ့စခန်းဓညဝရီရဲတဲ့ဌာနချုပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကြားဖြူရံပြဲကာလမိုင်းကွာစုံအနီးရှိပြားတဲ့ကျေးရွာအနီးနားမှာအင်အားတရာကျော်နဲ့တက်ဆွဲနေရယူထားတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီဟာကြားဖြူမျိုးနယ်မှာအင်အားများပြားဖြည့်တင်းကောင်းအေအေးထိန်းချုပ်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတိုင်းချောင်းမြင်းပြင်ရေနံတောင်ချောင်းဝစားတဲ့ကျင်းပါတွေကိုစစ်ကြောထိုးထိုးစစ်ဆင်လာတာဟာရံမြဲမျိုးနယ်ကိုဆက်လက်စစ်ကြောထိုးနိုင်ပွဲအတွက်လွတ်ဆောင်နေတာဖြစ်တယ်လို့လည်းကြားဖြူဒေသခံစီတရင်ချင်းမြစ်တအူးကပြောပါတယ် စစ်ကောင်စီတပ်ကရွေးကောက်ပွဲမကျင်းပခင်အထိတော့ကြားဖြူမျိုးနယ်ကအေးအေးထိန်းထားတဲ့နေရာတွေကိုရာသလထိုးစစ်ဆင်မဲ့အနေထားပါအခုလဲကြားဖြူမျိုးကိုအင်အားတွေအများဖြစ်နေထားပါတယ်တိုင်ဆောင်တို့မင်းပြင်းတို့ကိုထိုးစစ်ဆင်လာတာဟာရန်ပြက်ဘက်ကိုဥတည်နေတဲ့သဘောဖြစ်ပါတယ်လို့အဆိုပါဒေသခံကဆက်ပြောပါတယ် လက်ရှိတိုက်ပွဲတွေမြင့်တက်နေတဲ့နေရာတွေရှိကျေးရွာပေါင်း20နီးပါးမှဒေသခံ300ကျော်ဟောင်းဘေးလွရာနေရာတွေကိုထွက်ပြစ်တင်းဆောင်နေကြရပြီးစာဝင့်နေရေးအခက်အခဲတွေရှိနေကြတယ်လို့လည်းကြားပြူဒေသခံတွေစီကသိရပါတယ်။ကြားပြူမျိုးမှာတရုတ်စီမံကိန်းများစွာရှိတဲ့အပြင်စစ်ကောင်စီတည်ရဲ့ဓညဝရီရေးတဲ့ဌာနချုပ်ခလာရ34ခမာရ54နဲ့ခမာရ543အမှတ်30နဲ့ရေးတဲ့ရင်တမောကြီးရတဲ့စကံအုံးကြွင်ရတဲ့ဌာနခွဲတို့စီပြီးရတဲ့အင်အားအကောင်နဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါလိမ့်ရှင်။ ဆက်လက်ပြီးမန္တလေးမုံရွာလမ်းမိုက်မှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်မှုစစ်တပ်ဗမာ9ဦးထိခိုက်ဒဏ်ဆုံးဆက်တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မန္တလေးမုံရွာလမ်းမိုက်မှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်မှုစစ်တပ်ဗမာ9ဦးထိခိုက်ဒဏ်ဆုံးခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်တပ်ခွဲမှုကိုဝိုင်ဖိုင်ကပြောကြားပါတယ်။ နိုဝင်ဘာလ20ရက်နေ့နနက်9:45မိနစ်အချိန်အနားမြောက်တိုင်းစစ်ဌာနချုပ်မှတပ်များက3စီးဖြင့်ထွက်ခွာလာသည့်အကြမ်းမဲ့စစ်သားများသည်မုံရမြို့နယ်မအူဂိတ်သို့ဝင်ရောက်သွားပြီးနောက်ဖော်ကားတစီးဖြင့်စစ်နယ်ဘင်းကားတစီးထပ်မံထွက်လာစဉ်တော်လရဲတပ်ဖွဲ့များကစောင့်ရတဲ့ဂိမ်းနဲ့မြေနယ်ဂိတ်ကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခတ်မှုရတွင်အကြမ်းမဲ့စစ်တပ်ဘက်မှဖော်ကားပေါ်လိုက်ပါလာသည့်စစ်သား5ဦးထိခိုက်ဒေဆုံးမှုရှိပြီးတော်လန်ရဲရဲဘော်များထိခိုက်မဆီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ နာမခန်ကနေမအူကိတ်ကိုစစ်ခွေးတွေတံပြားကကတုံးစီနေရောက်လာပြီးတော့အဲ့ဒီကိတ်ကနေဖော်ကားစနေပိန်ကနေပြန်ထွက်လာတာကိုကျွန်တော်တို့ကစွန့်ရထက်ခိနဲ့မြင်တဲ့ကိစ္စမှာအဝေးထင်းရှုထက်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကငါးကောင်ကတော့တိုက်ခိုက်တွေဆုံးမှုရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးအထိကိတ်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနေတပ်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမုံရွံခရံပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲနေငါးမြင်းဆောင်ကွန်မန်ဒိုဖိုကဦးဆောင်၍မုံရွံခရံပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးငါးမြင်းဆောင်တိချဖို့နေမုံရွံခရံပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်း28တက်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူများအနေဖြင့်မုံရွံမန္တလေးလမ်းမိုက်မှာစစ်တပ်ရင်နံများနဲ့ကမ္မလိုက်ကြရန်မြစ်တာရက်ခံထားပါတယ်ရှင်။